MSP ရမ်းကြောက်ရတယ်မဆီတော့အခုအခုတော့ဘေးမှာရက်နေရအဲ့သူပြောဘာလို့ငါ့ကိုကြောက်ငါ့ကိုကြောက်နေရလားမကြောက်ပါနဲ့ဘာလားဟိုဘာဒါမှသူနဲ့ကိုနဲ့လည်းချစ်ချစ်ခင်ခင်ရိုက်မှာပဲမျက်စနီနဲ့ထမင်းလက်နဲ့ဆိုတာအတွဲမိမှာလေအဲ့ဒါမကြောက်ပါနဲ့ဆိုတော့အဲ့သူ့ကိုအဲရင်းနှီးအောင်စကားတွေပြန်မပြောရီမမောနဲ့ပြောပြီးတော့မှနောက်သူထမင်းလက်ကရက်တာတကယ်ဝင်သွားပါဖန်ဆောင်ကောင်းတဲ့သူတွေကိုပြပါဆိုရင်ဒီအိမ်မှာရှိတဲ့သူတွေအားလုံးနမစစ်တက်ပြလိုက်ရုံနဲ့ ဟန်ဆောင်အထက်တန်းလွာပုံစံဖန်ပြနေနေတော့တယ်ခေါရမင်းမမရိုင်းနေဟောမအမကမျက်စနေဆိုတဲ့နေရာနေပြုတ်ဆောင်ထားပါတယ်ဒါကတော့ကိုရှရူကတော့ဒါအမရဲ့ အဲဗာလဲလေကြောင်မြို့သားမြို့သားပေါ့အနာရဲအနှင်းစီလေးပေါ့ပင်းကလေးတော့ပန်းကလေးပေါ့ဆစ်ဆရာကောင်းတဲ့နင်းစီနားဆစ်ဆရာကောင်းတဲ့ပန်းကလေးသူရမ်းမှွေလိုက်တယ်မလေးဟုတ်ကဲ့မွေရဲသူမွေရိုက်တမ်းပါလေသူသူ့တွယ်ကရက်တာလေးကတော်တော်လေးကောင်းပါတယ်ဟုတ်တော့အမအမကနေမွေနဲ့အပြင်မှာတွေ့ရင်နှလုံးချင်းဆိုရင်တော့ကျွန်တော်ကြောက်ပါတယ်ဗျာအမဆုံးဝင်ခံရတယ်ကျွန်တော်ကြောက်ပါတယ်ကျွန်တော်ရှက်ပါတယ် ကျွန်တော်အရန်ကိုယူတည်လေးစားတဲ့ကိုရဲ့အစီအမံအမှဖြစ်နေလို့ပါအဲဇက်ကိုကျွန်တော်ပြန်ဖလာတဲ့အချိန်မှာကျွန်တော်ချင်းမင်းလက်တယောက်အနေနဲ့ပြန်ဖြစ်သွားတဲ့အချိန်မှာမမမျက်စံဒီကိုကျွန်တော်ကြည့်လိုက်တဲ့အချိန်မှာကျွန်တော်ရင်ထဲမှာချစ်ပါတယ်လို့ချင်းမင်းလက်တယောက်အနေနဲ့ကျွန်တော်ရင်ထဲမှာချစ်ပါတယ်လို့ချင်းမရဇက်ကမင်္ဂလာပွဲခန်းဆိုတဲ့ရိုလေးပေါ့ဟုတ်ကဲ့ဟုတ်မင်္ဂလာပွဲမှာတော့အရှက်ဇာနီပေါ့ ာနီယာဇာနီယာအဲ့လိုပေါ့ရီစာရီစာဖြစ်နေတဲ့အချိန်မှာကလည်းဟိုယူတနာတင်နဲ့အဲဖြစ်သွားတဲ့အခါကျတော့ကို့မှာအသေးကွဲပြီးကျင်းနေတာပါအဲ့ဒီမှာအာမမနဲ့သူနဲ့လည်းမမနဲ့မောင်လေးပဲမမတ်ဘူးမျက်စံနေရဇာနီမှာလည်းမမနဲ့မောင်လေးခံလိုက်ရပြန်ဒီမှာဒီချင်းမင်းလည်းမလည်းမမနဲ့မောင်လေးရှမ်းလာပဲကောင်းပြီကောင်းကောင်းဒီနေ့ပဲတရားရုံးမှာလက်မှတ်ထိုးပြီးလက်ဖက်ပါဒီမှာပြန်တော့သိခါကြည့်စမ်းဟာ သူအများကြီးစောက်လူတာပဲလေဟဲ့အဲ့ဒါဘာလို့နေရလဲမမဝတီနဲ့ကိုစာနေမင်္ဂလာပွဲဖျက်လိုက်တော့ငါသမီးမင်္ဂလာပွဲပြောင်းတော့မနှောက်ရှက်နဲ့မမဝတီကလေမမအိမ်ကကိုစာနေနဲ့ကိုတပြေညီမလေးကျတော့ဒါမမမျက်စက်နေတယ်မမယူ ့မမယူပါတော့မမဝတီ site ပဲသွားတာပေါ့အဓိကသူနဲ့တွေ့ရတဲ့အတွက်ကြောင့်လို့မမမဝတီနေရတော့ပို့ပြီးတော့မယူနေရတော့ပို့ပြီးတော့အမှတ်တရအများကြီးရှိရယ်ပြီးတော့မသိတဲ့ပုံပေါ့နော်အမွေစိန်နေနေရအမှတ်တရအများကြီးပဲရှိရယ်အဲ့လိုတော့မရှိဘူး character မတူဘူးလေဘာလို့လဲဆိုတော့ပထမကားလေးမှာကျတော့တားမိဆက်တွေရိုက်ခဲ့ရတာဟိုတားမိခင်တရားအတ္တတွေနဲ့ရိုက်ခဲ့ရတယ်ဒီမှာကျတော့အချစ်အဲအချစ်ကြီးပြီးတော့အမျက်ကြီးရဲ့မျိုးသမီးတယောက်နေနဲ့၎င်းနဲ့ဒါပေမဲ့ချင်းသိမ့်စရာလေချင်းသ ါမဲ့ချင်းသေးကသူ ਈ ဘက်ခံရတာချင်းသေးဝိုင်းလို့ချင်းသေးရောချင်းသေးကသူ ਈ ဘက်ခံရတာမျက်စံဒီဆိုတာတကောင်နေဒါပေမဲ့ချင်းသေးအဲ့တော့သူကမျက်စံဒီရဲ့ character က तू ကနူးညံ့နေဒါပေမဲ့တတ်သိရှိတယ် အဲဆိုတော့မိန်းမတယောက်အနေနဲ့တရုတ်ဆောင်လာတာပေါ့အစ်လည်းကြီးတယ်အစ်လည်းကြီးတယ်အမေလည်းကြီးတယ်ဒီတုံးအဲ73လောက်ဆိုလို့ရှိရင်တော့ပေါ်ပါပြီဟုတ်ဟုတ်တယ်သူတို့ကလည်းပုံပြီးတနာဖို့ကောင်းသူကြောင့်သူတို့ကြောင့်ပုံပြီးတနာဖို့ကောင်းမနောက်ဆုံးလဲဖီလိန်မှာပဲเนาะအကုန်လုံးကဖီလိန်ဖြစ်နေတာတော်မာတာပါသူကတော်မာတာကျွန်တော်အပြစ်တွေဟုတ်တယ်အဲဟုတ်ဟုတ်တယ်အဲ့တည်းမှ तू အဲ့တိုင်းပဲပြောတာအခန်းတိုင်းမှာ तू က तू မာတာပါကျွန်တော်အပြစ်တွေပါကြီးအဲ့လားနဲ့ပဲ तू ကသွားတာပဲမောင်ပြစ်တွေပါမောင်ပြစ်တွေပါ စမားတာပဲမာတိရဲ့မာတာပဲမမမညောလို့ရှင်းတာလို့ဟုတ်ပါလားလို့ရှင်းတာလို့ပြီးတော့မှမမမင်းညုံညင်းနဲ့အရန်ချစ်ပေးပါလေနော်မမနော်အမြက်လည်းအရန်ကြီးရကြောက်လည်းအရန်ကြောက်ပါလက်တွေတုံတန်နေတုံပြီးတော့လေအဲရိုက်လို့မရအောင်ဟုတ်တယ်ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ညလုံးကြည့်ဆိုမကြည့်ဘူးကျွန်တော်ကငုံနေတယ် ရန်ကြောက်ရတယ်မဆီလာအခုအခုတော့ဘေးမှာရက်နေရအဲ့သူပြောဘာလို့ငါ့ကိုကြောက်ငါ့ကိုကြောက်နေရလားမကြောက်ပါနဲ့ဘာလာဘာဒါမှသူနဲ့ကိုနဲ့လည်းချစ်ချစ်ခင်ခင်ရိုက်มาပဲမျက်စက်နီးနဲ့ထမင်းလက်နဲ့ဆိုတာအတွဲမိมาလေအဲ့ဒါမကြောက်ပါနဲ့ဆိုတော့အဲ့သူ့ကိုအဲ့ရင်းနှီးအောင်စကားတွေပြင်มาပြောရီမမောနဲ့ပြောပြီးတော့มาနောက်သူထမင်းလက်ကာရိုက်တာတကယ်ဝင်သွားပါတယ်ဒီကောကြောက်နေတော့ဘာလို့ပြင်มาပါကြောက်နေတာဘာလို့လဲဆိုတော့ခုရဲ့တကယ်ချစ်ခင်လေးစားရတဲ့ idol တယောက်လေအဲ့အချိန်မှာအမနဲ့ဒီလိုအချိန်လေးအတူတူဆောင်ရမယ်လို့တောင်ကျွန်တော်ကမထင်ပါဘူးဒါပေမဲ့ဒီလိုမျိုးအခွင့်အရေးတွေပေးလာတော့ကျွန်တော်လည်းအဲ့ဟာကိုဟိုယူခဲ့ရတဲ့အခက်အတန့်တစ်ခုမှာကျွန်တော်ဒီလိုတော့အရန်ထုံပါတယ်ဒီကျွန်တော်တော့အမကိုကျေးဇူးတင်ပါတယ်အမဘာပဲဖြစ်စိတ်ရှည်ပြီးအရန်ကိုကျွန်တော်တင်တင်ဆုံးမပေးလို့ဒီကျတော့လိုအပ်တာတွေအမှုပညာဝန်းစာတွေ တစ်ဖက်တစ်နှံကဖြည့်ပြီးတော့အမကိုလည်းအရန်ကျိုးတင်ပါတယ်ပြအမသူ ကအဲ့လိုမျိုးပေါ့အဓိကကတော့အမတို့ကိုဒီတဘာရလဲပါတယ်ပြီးတဲ့ခါကျတော့အပြင်မှာလဲအမကဒီလိုမျိုးပေါ့ဟိုဟိုခက်တိတိခက်တိတိဆိုတာပေါ့အေးစစ်နေတဲ့ခါကျတော့ तू အဲ့လို ठी ရတို့ရမယ်ဟာဆိုတော့ तू ကမ ठी ရမတို့ရဖြစ်နေအောင်ဖက်ရမယ်ခါဆိုတော့မဖက်ရဘူးအဲ့လိုမျိုးဖြစ်နေအောင်အမဖက်မယ်နော်အမကျွန်တော်ဖက်မယ်လားဒါကတော့သူ့ရဲ့ကောင်းတဲ့စိတ်ကလေးပေါ့နော်အဲ့တားကိုရဲ့ကိုထက်ကြီးတဲ့သူပေါ်မှာရိုသေပေးတတ်တဲ့စိတ်ကလေးကိုတကယ်လေးစားပါတယ် အဲပြီးတော့ဟိုပြောရင်လည်းပြောစကားနားထောင်တယ်ဒါဒါသင်ပေးတဲ့အတိုင်းအမလို့ဆိုလဲမြင်မတော်ရင်ကိုရှိသူတလူလေးလှုပ်လိုက်ပါလားဆိုတဲ့ဟာမျိုးနဲ့သူအញ្ញိုင်းစူးစားတယ်အဲသူကစကားအဝဲတဲ့အခါကျတော့လေဟိုသူ့ရဲ့စကားတောင်နားမလည်မှသူကအရန်စိတ်ပူတယ်ဒါပေမဲ့ထင်မင်းလက်ဖြစ်သွားတကယ်ကောင်းတယ်ငင်းစီကမွေးကလေးကစိုးလာမင်းကသူကညနာနှစ်ဖက်နဲ့ အဲ character လောက်ရတာပေါ့သူကဒီဘက်မှာချိုးလိုက်ဘက်ရောက်လို့ရှင်ချိုးပြန်တယ်ဟိုဘက်ရောက်တယ်ဒါပေမဲ့အနောက်မှာကျအစိတ်တောင်းကျန်းနေစိတ်မွေစိတ်စိတ်မကောင်းနေစီရစိတ်ပုတ်တယ်စိတ်ပုတ်တယ်ပြင်နော်အပြင်မှာလည်းအဲ့လိုပုံစံပေါ့ဟုတ်ပါဟောသူကဟိုလေးလေးကိုချိုးကသူကအစားရည် idea ကောင်းနေအမတို့နဲ့ဆိုလဲအရှိမစကားတွေရိုက်ခဲ့မှုတွေရိုက်ခဲ့မှုတွေသူက idea လုံနိုင်တယ်အဲလုံနိုင်တဲ့ခါကျတော့သူ ID အချင်းပြောင်းအကုန်လုံးရတယ်။အမေမေပုံနဲ့တွေ့တော့ပိုကောင်းသွားတာပေါ့။မေမေကလည်း ID ဆိုလို့ရှိရင်နည်းနည်းလေးမှမရဘူးလွတ်ပြီး ဆိုတော့သူအတွက်နှင်းစီကရီတာတကယ်ဝင်သွားတယ်ဟုတ်တယ်နောက်ဟိုကဗာလဲအဲအိမ်မြမိုးဟုတ်လားအိမ်မြမိုးဆိုလို့ရှိရင်လဲကရီတာလုံးဝဝင်သွားရယ်လေဟုတ်ပုံကြအပုံးကြောင့်ဒါကွန်ဒရတာဖီလင်းရပထမဆုံးလောက်တာဆိုတော့လေပထမပိုင်းနေမှာတော့ကိုကူကတော့အားမရအောင်ဒါပေမဲ့မပုံဇကားတော့ဟုတ်မှာနော်သူပြောဖီလင်းလုံးမဲ့ဆိုလို့ရှင်လဲဆိုးလိုက်ဘာမှတင်မလားပြိတ္တတွေမုံမိုင်းကြောက်နေနေဆုံးဆုံးကြီးဆိုးလိုက်ဆိုတော့အဲ့ကလေးကစပြီးတော့မပုံရတူတူတူနဲ့တက်တက်လာနောက်ဆုံးနှင်းစီတော့ဖြစ်သွားတယ်ကျွန်တော်ကလေးတွေဆိုတော့နည်းနည်းတော့ကြောက်တာဖြစ်သွားတယ် ုတ်တယ်လက်ခံလာရဟုတ်တယ်ဟုတ်တယ်အခုပြန်ကြည့်ပြီးတော့ကိုယ့်ကိုစိုးရလို့ခံစားရအရင်အဲ့ကားရိုက်ကလေးကိုပြင်မိုက်တဲ့ပုံစံနဲ့အဲ့ဟုတ်ပါအပြင်မှာမစိုးပါဘူးနော်စိုးလားစိုးတယ်အော်ကဲကလေးကကိုကိုမောင်းတာဘာလို့ဒီလိုပြောလိုက်တာလဲဒီလိုလှုပ်လိုက်တာလဲနှင်းစီကိုမောင်းနေဒါမဲ့လည်းလောက်ကတော်တော်ရရလीလှုပ်ရရအတွက်ကြောင့်မလို့မောင်းလည်းမောင်းလို့ချင်လဲချစ်ပါတယ်ဒီစကားထွက်လာရင်လဲအပိချပါဟုံးလို့မဟာ application မှာအပိချပါဟုံးလို့ ျွန်တော်ဖိတ်ခေါ်ပါရစေဗျ။ဟုတ်ကဲ့ပါညမန်စီလီကိုအကောင်းဆုံးဖြစ်အောင်တင်ဆောင်လာပါတယ်အာပေးပါလို့ပြောချင်ပါတယ်ရှင်ဟုတ်ကဲ့အခုတို့ဒီညမန် team တစ်ခုလုံးသူ character နဲ့သူအကောင်းဆုံးကြိုးစားရဖြစ်တဲ့အတွက်ကြောင့်မလို့ပြည်သက်တွေလည်းစိတ်ဝင်စားမယ်လို့မျှော်လင့်ပါတယ်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဟုတ်မြန်မာစတာပါစား